အားလုံးမင်္ဂလာပါခရစ်တော်၏နာမ၌အားလုံးကိုနှုတ်ခွန်းဆက်တာပါလေ ရားခင်ရဲ့ကွဲကာမဆမှုရိတ်အောင်မှာအာလုံးနေကောင်းကျမ်းမာနေမယ်လို့ယုံကြည်မျှော်လင့်ပါတယ်မနေ့ခင်းတိုင်းမှာဘုရားခင်ကိုချစ်တဲ့နှလုံးသားနဲ့နှုတ်ကပတ်တော်ကိုအချိန်ပေးနားဆင်ခြင်းအတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်မိတ်ဆွေတင်တဲ့မိသားစုအိမ်သူအိမ်သားအယောက်စီတိုင်းကို ထောက်ရဖျားကောင်းကြီးပေးဖို့ကွဲကာဆောင်မဖို့ဆုတောင်းမေတ္တာပို့တော်ပါတယ်ဖြာနာနေတဲ့သူတွေဆေးရုံဆေးခန်းတွေမှာရောက်နေတဲ့သူတွေဘဝအတ္တတွေမှာခက်ခဲပြဿနာအမျိုးမျိုးနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့ တဲ့သူတွေကိုလည်းဘုရားခင်ကအလေးအမြတ်ကျမ်းမာရတဲ့အခွင့်ကိုပေးဖို့အခက်ခဲပြဿနာမျိုးမျိုးကနေလွတ်မြောက်ရတဲ့အခွင့်ကိုပေးဖို့ဆုတောင်းမြတ်တာပို့တာပါတယ်။ရှလောမအားလုံးပေါ်မှာထာဝရဘုရားထံမှလာတော့ငြိမ်သက်ခြင်းတက်ရောက်ပါစေ။ဘုရားခင်ရဲ့ကျေးဇူးတော်တသက်ကြောင်း2025ခုနှစ်ရဲ့နိုဝင်ဘာလ၄ရက်နေ့ကိုရောက်ရှိလို့လာပါပြီ။ဒီနေ့ထိတိုင်အောင်လမ်းပြပို့ဆောင်တော်မူသောဘုရားခင်ရဲ့ကျေးဇူးတော်ပေါင်းကိုချီးမွမ်းပါရစေ။ ဒီနေ့မနေ့မှာကျွန်တော်တို့အတူတကွဆင်ကျင်ခွန်အားယူရမယ့်ကျမ်းပိုက်ကတော့သုတ်တန်ကျမ်းခန်းကြီး25အပိုင်းငယ်28ဖြစ်ပါတယ်။ကိုစိတ်ကိုမချုပ်တီးနိုင်တော့သူဒီမျိုးယိုးပြိုပြက်၍ဟင်းလင်းရှိတော့မျိုးနဲ့သူဤရှေးဘရင်တွေကမျိုးကိုတိဆောက်တဲ့အခါမှာမျိုးယိုးကိုကာယံပြီးတော့မျိုးဆောင် အထက်တက်ထားပြီးမျိုးပြတွေကိုတိဆောက်ကြတယ်။မျိုးယိုးကာယံထားခြင်းအဖြစ်ရန်သူတွေကလွယ်လင့်တကူဝင်ရောက်နောက်ဆက်ဖြက်စီးလို့မရဘူး။ ဒီတိုင်းပဲဖြစ်တဲ့စိတ်နှလုံးကိုလည်းမြို့ရိုးတွေအထက်ထက်ကာယံတကယ်တို့ကာယံထားဖို့လိုပါတယ်။ကျန်းစာကကိုစိတ်ကိုမချုပ်တီးနိုင်တော့သူဒီမြို့ရိုးပြိုပြဲ့၍ဟင်းလင်းရှိတော်မြို့နေသူဤလို့ကျန်းစာကပြောပါတယ်။ကျန်းစာကနှလုံးဒီအသက်ကြီးအခြေအမြင့်ဖြစ်သောကြောင့်အထူးသဖြင့် တည်နှလုံးကိုစောင့်ရှောက်လို့လို့ပြောပါတယ်စိတ်နှလုံးကိုကာကွယ်စောင့်ရှောက်ဖို့ဖရာတကယ်အလိုရှိတယ်အထူးသဖြင့်ဒီကာလကခဲရင်ဆိုးရုပ်တဲ့ခေတ်ကာလဖြစ်ပါတယ်မကောင်းမှုတည်င်းစကားအမျိုးမျိုးကြားရတဲ့အချိန်ဖြစ်သလိုစိန်ခေါ်ချက်အမျိုးမျိုးကြုံတွေ့ရတဲ့အချိန်ကာလဖြစ်ပါတယ်မြမနိုင်ငံရေးအပြောင်းအလဲတွေနဲ့အတူနှစ်ပေါင်းများစွာကြာရှည်လာခဲ့တဲ့ပြည်တွင်းစစ်ကြောင့်လူတွေရဲ့စိတ်နေသဘောထားတွေအတွေ့အခေါ်တွေလောကကိုရှုမြင်တဲ့ပုံစံတွေအထူးသဖြင့်စိတ်နှလုံးအတွေ့အခေါ်ကထိလွယ်ရှလွယ်တဲ့အချိန်ကာလဖြစ်ပါတယ် ီလိုကာလအခြေအနေမျိုးမှာဖျားခရရဲ့တားသမီးတွေအနေနဲ့ဘလို့အသက်ရှင်သင့်တယ်လဲစိတ်နှလုံးထဲမှာဖျားစကားနှုတ်ကပတ်တော်ကိုနေ့စဉ်တုံပြီးဖြည့်ထားဖို့လိုတယ်အခြေအနေတွေရဲ့အထက်မှာဖျားကိုမျောလင့်ခြင်းနဲ့အသက်ရှင်ဖို့လိုတယ်ယုံကြည်ခြင်းနဲ့အသက်ရှင်ဖို့အတွက်ဖြစ်ပါတယ်ယုံကြည်ခြင်းလို့ပြောတဲ့အခါမှာဟေဘဲဩဝါဒစာခန်းကြီး7အပိုင်ငယ်7မှာယုံကြည်ခြင်းသည်မျောလင့်သောအရာတို့ကိုမျက်မှောက်ပြုခြင်းဖြစ်၏မမြင်သေးသောအရာတို့ကို တိမှတ်ဆွဲလန်းခြင်းအကြောင်းဖြစ်၏ မမြင်သေးဘူးမရောက်လာသေးဘူးမရသေးဘူးဖြစ်လေဖြစ်ထလည်းမရှိဘူးအခြေအနေလူပုပ်ကိုယ်တွေပေါ်မှာမျောလင့်နေတာမဟုတ်ဘူးအဲ့ဒီမျောလင့်ခြင်းကထာဝရဘုရား၌တည်ဆောက်ထားတဲ့မျောလင့်ခြင်းဖြစ်တယ်တိမတ်ဆွဲလန်းတယ်မျက်မှောက်ပြုတ်တယ်ကျမ်းစာကမမြင်သေးတော့အရာတို့ကိုတိမတ်ဆွဲလန်းခြင်းအကြောင်းဖြစ်၏မမြင်ရသေးဘူးတို့တော့တိမတ်တယ်ဆွဲလန်းတယ်ဖျားစကားကိုယုံခြင်းဖျားစကားဖျားခင်ရဲ့ဂတိတော်ကိုဆွဲလန်းခြင်းအကြောင်းဖြစ်တယ် ဖျားနာနေတဲ့အခါမှာသခင်ယေရှုခရစ်တော်ရဲ့ဒဏ်ရာတန်ချက်တော်အဖြစ်ကျမ်းမာတော်သူဖြစ်တဲ့အနာငိမ့်ပြီလို့ဝန်ခံတဲ့အခါမှာချက်ချင်းချင်းအနာရောဂါမပြောက်သေးဘူးသို့တော်ဖျားခင်ပေးပြောက်ပြီးဖျားခင်ကျမ်းမာစေပြီဆိုပြီးဂတိတော်ကိုဆွဲလန်းခြင်းအတိမတ်ပြုခြင်းယုံကြည်လက်ခံခြင်းကို ဆိုလိုတယ်ကလေးငယ်လေးတွေကိုမနဲ့ပြန်ကြရင်အိုင်စခရီးမ်ကျွေးမယ်လို့ပြောတဲ့အခါမှာသူတို့အမှန်တကယ်ရေခဲမှုမစားရသေးဘူးတို့တော့စားရပြီးတဲ့ကဲ့သို့ဝမ်းမြောက်ပျော်ရွှင်ပြီးတော့ အသံလွင့်ကြွေးကြော်ကြတယ်အဲ့ဒါယုံကြည်ခြင်းလို့ခေါ်တယ်ဘုရားခင်သင်ကိုပေးထားတဲ့ဂတိတော်ကိုယုံကြည်ဆွဲလန်းခြင်းဖြစ်တယ်အာဗြဟံကိုဘုရားကလူမျိုးကြီးဖြစ်စေမယ်လို့ပြောတဲ့ခါမှာအာဗြဟံဒီညနေတဲ့အချိန်မှာကျေတာယာတွေကိုကြည်ရင်းနဲ့ ကောင်းကင်ကကျေတရားတွေကိုရည်တွက်ရင်းနဲ့ဘုရားခင်ရဲ့ဂတိတော်ကိုဆွဲလန်းနေခဲ့တယ်။အသက်ရွယ်အားဖြင့်အသက်ကြီးရင့်နေတော်လဲဘုရားခင်ရဲ့ဂတိတော်ကိုအာဗြဟံနဲ့ဆာရာကဝန်ခံနေစေဖြစ်ပါတယ်။အချိန်တန်တဲ့အခါမှာတာအီဇက်ကိုရရှိခဲ့ကြတယ်။တချို့တို့သူတို့ရဲ့လောင်ပြောင်ကဲ့ရဲ့ခြင်းအတန်တွေကိုသူတို့ကြားရမှာပါ။ ပြစ်တင်ဝေဖန်ရှုံချတဲ့သူတွေရဲ့အတန်တွေကိုသူတို့ကြားမှာပါတို့တော့အဲ့ဒီစကလုံးတွေကြောင့်သူတို့ဘဝအတ္တကိုမရက်သက်စေခဲ့ဘူးယုံကြည်ခြင်းနဲ့ခြေလှမ်းတွေကိုတလန်းချင်းစီလမ်းနေစေဖြစ်ပါတယ်ဒါဝိရဲ့ဘဝအတ္တကိုမိတ်ဆွေပြန်ပြီးတတိယစေခြင်းနဲ့ ဒါဝိဒ်ကဂေါလျက်ကိုတိုက်ဖို့ထွက်လာတဲ့ခါမှာအကူကြီးဖြစ်တဲ့အေလီယာဘကတောထဲမှာဖခင်ရဲ့တိုးတွေကိုထိန်းကျောင်းနေတာကမှပိုပြီးကောင်းပဲဂေါလျက်ကိုတိုက်ခိုက်ဖို့ဘလို့မှဖြစ်နိုင်မှာမဟုတ်ဘူးမာနကြီးခြင်းတသက်ဖြစ်တယ်စိုးညစ်တဲ့အကြံစီဖြစ်တယ်လို့ဤမျိုးစုံနဲ့သူ့ကိုဝေဖန်ပြီးတစိ့အမျိုးမျိုးကိုဒါဝိဒ်ရဲ့ဘဝတသက်တာမှာကတ်ခဲ့ပါတယ်ဒါဝိဒ်ကအေလီယာဘကိုဆက်ပြီးမရှင်းပြခဲ့ဘူးတချို့သောသူတွေကိုတင်ကရှင်းပြခြင်းနဲ့တန်ဖိုးရှိတဲ့တင်းရဲ့စွမ်းအားအချိန်နာရည်တွေကိုဖြုံးတိနေဖို့အတွက်မထိုက်တန်ဘူးဖြစ်ပါတယ် ှင်းပြတိုင်းလူတိုင်းကနားလည်နိုင်မယ်လို့မတွေးမိပါစေနဲ့လူတချို့ကနားမလည်ကျင်တဲ့အတွက်မိမိအနေနဲ့ဘလောက်ပဲရှင်းပြနေပါလိမ့်စေနားလည်နိုင်မှာမဟုတ်ဘူးဆိုတာကိုနားလည်ထားဖို့လိုပါတယ်ဒါဝိတ်ကအကိုကြီးဖြစ်တဲ့အေလီယာဘကိုမရှင်းပြခဲ့ပေမဲ့ရှင်ဘရင်ရှောလူကိုတော့တတ်သိခံခဲ့ပါတယ်ဓမ္မရာဇဝင်ပထမဆုံးခန်းကြီးဆက်ခွန်အပိုင်ငယ်34ကနေ39အထိမှာ ဒါဝိဒ်ကကိုရော့ကျွန်ဒီအဘဤတိုးတို့ကိုထိန်းချောင်းစေအခါချင်းသိနေဝင်ဒီလာ၍တိုးတငယ်ကိုတိုးစုတဲကကြိုက်ချီပါဤကျွန်တော်လိုက်၍တက်တဖြဲတိုးတငယ်ကိုသူ့ပါဇက်တဲကနှုတ်ပါဤဝင်ဒီကျွန်တော်ကိုပြန်၍ကြိုက်တော့အခါဝင်ဤမုတ်စိတ်ကိုကန်၍ရိုက်တက်ပါဤကိုရော့ကျွန်ဒီချင်းသိနေဝင်နှကောင်လုံးကိုတက်ပါဤအရေးဖျားလီးချင်းကိုမခံတော့ထိုဖိလိတိလူဒီအတက်ရှင်တော်မူသောဖျားရခင်ဘိုးချေတို့ကိုချိန်ပါတော့ကြောင့်ထိုအကောင်တကောင်ကဲ့သို့ဖြစ်ပါလိမ့်မည် ရှင်သေလက်ဝင်လက်မှကျွန်တော်ကိုကယ်နှုတ်တော်မူသောထာဝရဘုရားသည်ထိုပိဋိတိလူလက်မှကယ်နှုတ်တော်မူလိမ့်မည်ဟုရှောလူအားလျှောက်လေတော့ရှောလူကတွားတော့ထာဝရဘုရားသည်တင်နှင့်အတူရှိတော်မူပါစေတော့ဟုဒါဝိဒ်အားဆိုလေ၏အေလီယာဘကိုဒါဝိဒ်ကမရှင်းပြခဲ့ဘူးဘာကြောင့်လဲနားလည်နိုင်မဲ့နှလုံးသားတူမှမရှိဘူး တချို့တော့သူတို့ရဲ့နှလုံးသားတိမ်လွန်းတဲ့အခါမှာကျဉ်လွန်းတဲ့အခါမှာသင်အနေနဲ့မိတို့ပင်ရှင်းပြနေပါလိစေလက်ခံနိုင်တဲ့နှလုံးသားမရှိတဲ့အခါမှာနားလည်နိုင်မှာမဟုတ်ဘူးဖြစ်တယ်ဒါဝိဒ်ကသူတိုက်ရမယ့်တိုက်ပွဲကိုအာယုံစူးစိုက်ပြီးဂေါလိယက်စီကိုခြေလန်းလန်းခဲ့တယ်ဂေါလိယက်ကဒါလက်နဲ့အစုံအလင်နဲ့စစ်ချီလာတဲ့အခါမှာဒါဝိဒ်ကတော့ဖျားကြီးရဲ့နာမတော်အဖြစ်ဂေါလိယက်ရှိရာစီကိုခြေသက်လာခြင်းဖြစ်ပါတယ် ဂေါလျက်ရဲ့ခေါင်းကိုဒါဝိဒ်ကဖျက်လိုက်ပြီးတိုက်ပွဲပြီးဆုံးသွားတဲ့အခါရှောလူအထောင်ထောင်ဒါဝိဒ်အတောင်တောင် လူတွေကြွေးကြော်တဲ့အခါမှာအေလျာဘတယောက်ဘလောက်တောင်ဝမ်းမြောက်နေမလဲအဲဒီဒါဝိဒ်ကငါရဲ့ညီဖြစ်တယ် ဂုံယူဝင့်ကြွားနေမှာဖြစ်ပါတယ်။အရင်ကသူပြောခဲ့တဲ့သူကတ်ခဲ့တဲ့ဒစိမ့်တွေဘာနာကြီးချင်းတက်တက်ဖြစ်တယ်။ဆိုးမိုက်တဲ့အကြံစီဆိုးညစ်တဲ့အကြံစီဖြစ်တယ်။မနှိမ်ချတဲ့သူဒီစကလုံးတွေအလုံးအတွက်အေလျာဘတယောက်နောင်တရနေပါပါ။ဒီတိုင်းပဲဖြစ်တယ်ရေပတရဲ့ဘဝအသက်တာထဲမှာလဲသူရဲ့ညီအကိုတွေကသူ့ကိုမောင်းထုတ်ကြတယ်။မိခင်ကပြည်တစားဖြစ်တဲ့အတွက်သူ့ကိုရှောင်ဖယ်ကြတယ်။မပေါင်းလို့ကြဘူးအသုံးမရတဲ့သူအရေးမပါတဲ့သူ မကောင်းတဲ့စကားလုံးတွေများစွာနဲ့သူ့ကိုဝိုင်းပြီးနှိမ်ကြမှာဖြစ်တယ်။တို့တော့ရေပထတယောက်လူတွေရဲ့စွန့်ပစ်ခြင်းကိုခံရပေမဲ့ဖျားခင်သူ့ကိုမစွန့်ပစ်ခဲ့ဘူး။ လူရရဲ့ကဲ့ရဲ့အပြစ်တင်ဝေဖန်နေတဲ့စကလုံးတွေထဲမှာသူ့ဘဝကိုမရက်တန့်စေခဲ့ဘူး။ဣသရေလပြည်ကို6နှစ်တိုင်တိုင်အုပ်ဆိုးခဲ့တဲ့တရားသူကြီးစစ်သူကြီးဖြစ်လာခဲ့တယ်။ယန္တရရဲ့လက်ထဲကနေဖျားကြီးလူမျိုးတော်ဖြစ်တဲ့ဣသရေလလူတွေကိုကဲ့တင်ခဲ့တော့စစ်သူရဲ့ဖြစ်လာခဲ့တယ်။ဒါကြောင့်ကျမ်းစာကယုံကြည်ခြင်းသည်ကြားနာခြင်းအဖြစ်ဖြစ်၊ကြားနာခြင်းသည်လည်းဖျားကြီးစကားတော်အဖြစ်ဖြစ်၏လို့ပြောပါတယ်။မိတ်ဆွေရဲ့နှလုံးသားထဲမှာဖျားစကားနေ့စဉ်တုံ့မီထားဖို့လိုတယ်။နေ့စဉ်ဖျားစကား နှုတ်ကပတ်တော်ကိုအတိမတ်ပြုဝန်ခံအသက်ရှင်ပါဘုရားခင်ရဲ့ချစ်ချင်းမြတ်တာနဲ့နှုတ်ကပတ်တော်ကိုဝေမျှပါတယ်အားလုံးကိုဘုရားခင်အထူးကောင်းချီးပေးပါစေ的眼泪加醉，洗黑巴的，他开门牛年也不。 came our sway to thee mo yo ni twa ji shi ke do le thakin so pye ma tha bu na ma pho pyu ke di jai wan ere pye tan ese thakin wo myo chi ta them 要献吗？可以。 che son pia ma tabu na ma po più che 样累积来的不完吗？孤独追逐不给，你的那。